တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်မြမထိုင်းနယ်စပ်မောတောင်မြို့ကိုကရင်အမျိုးသားအစီယုံ KNU တမဟာလေးဦးဆောင်တဲ့တော်လရေးပူပေါင်းတပ်ကတက်ခိုင်သိမ်းပိုက်ခဲ့ပြီးတဲ့နောက်မှာစစ်တပ်လေကြောင်းရန်ကြောင်းဆစ်ဆောင်နေရတဲ့ဒေသခံတွေမြို့ကိုမပြန်နိုင်သေးဘူးလို့ဒေသခံတနင်္သာရီတွေကပြောပါတယ်။မောတောင်မြို့ကိုတော်လရေးပူပေါင်းတပ်ကနိုဝင်ဘာလ17ရက်နေ့မှာစတင်ထိုးစစ်ဆင်ခဲ့ပြီးတိုက်ပွဲ၄ရက်မြောက်နေ့နိုဝင်ဘာလ14ရက်မနေ့မနက်အစောပိုင်းမှာစစ်ကောင်စီတက်စကန်ကိုသိမ်းပိုက်နိုင်ခဲ့တာပါ။ဒါပေမဲ့တော်လရေးတပ်တွေကထိုးစစ်မစတင်ခဲ့တဲ့ကြတဲ့က စစ်ကောင်စီကနိုဝင်ဘာလ10ရက်မှာလက်နက်ကြီးနဲ့အရန်တပ်ပစ်ခတ်တာဒေသခံတွေကလည်းနိုဝင်ဘာလ10ရက်နေ့ကလေးကမြန်မာထိုင်းနေဆက်ကိုစစ်ပေးတိမ်းရှောင်နေကြရတာဖြစ်ပြီးလူဦးရေထောင်ချီရှိတယ်လို့သိရပါတယ်အခုလောလောဆယ်လေကြောင်းအနေရရှိသေးတာကြောင့်အကုန်လုံးပြန်လာလို့မရသေးတဲ့အခြေအနေရှိတယ်လို့ဒေသခံတရရင်မြက်ကဆိုတာပါစစ်ကောင်စီဟာတိုက်ပွဲတွေရှုံးနေတဲ့အခါမှာဒေသတွင်ပြည်သူတွေကိုပိတ်မထားပြီးလေကြောင်းလက်နက်ကြီးတိုက်ခိုက်မှုတွေကိုလုံဆောင်လေရှိတာပါနေဆက်ကုံတွေမျိုးဖြစ်တဲ့မောတောင်မျိုးဟာ အရင်က KNU ဗိတ်တဝဲခရိုင်တနင်္သာရီမြို့ရဲ့ဌာနချုပ်ဟောင်းနေမည်ဖြစ်ပြီးနှစ်ပေါင်း35နှစ်အကြာမှာတော်လရေးပူပေါင်းတက်တွေကပြန်လည်သိမ်းပိုင်နိုင်ခဲ့တာဖြစ်ပါရဲ့ရှင်။